ေးကျွန်တော်မြန်မာနိုင်ငံရဲ့ peace အကြောင်းကိုဟိုစကားပြောဖို့ပေါ့ဗျာအာကျွန်တော်အာပြောပြောပြီးသားအဲ့ဒီလိုကျွန်တော်စကားပြောဖို့ကျွန်တော်ဖိတ်ခေါ်ထားပြီးသားလည်းဖြစ်တယ်အဲဒီနေ့တော့ကျွန်တော်နည်းနည်းလေးပေါ့လေဟိုဘေးကုံနဲ့တက်တာအောင်အားလုံးလည်းမြင်အောင်ကျွန်တော်အတက်နိုင်ဆုံးတော့ကျွန်တော်အတူချုံပြောချင်တယ်ကျွန်တော်ကိုယ်ရှယ်လေးပါ အာကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေမှာတိုင်းပြည်တပည့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပထမဆုံးကျွန်တော်ပြောချင်တယ်တိုင်းပြည်တပည့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ GDP ယူပေါက်ရင်ဖွံ့ဖြိုးတိုးတက်မှုထိခိုက်တယ် GDP ဟာနိုင်ငံသူနိုင်ငံသားအားလုံးရဲ့ခွန်အားတွေ human resource တွေနိုင်ငံတွင်းကထွက်တဲ့တယံစာတတွေ တူးဖော်မှုတွေရောင်းချမှုတွေကုံတွယ်မှုတွေဓာတ်တွေအလုံးကို GDP ထဲမှာထည့်တွက်ကြတာပေါ့ဗျာဆိုတော့ကျွန်တော်အခုပေးခြင်းတဲ့ message ကမြန်မာနိုင်ငံဟာဘာကြောင့်ဆင်းရဲသလဲဆိုတဲ့ပထမဆုံး message ကိုတူတူတုတ်တုတ်ပြောခြင်းတယ် GDP ယိုပေါက်လို့ဆင်းရဲတာ GDP ကဘလို့ယိုပေါက်တယ်လဲဆိုတဲ့အခြေအနေကို ကျွန်တော်တိုင်းသူပြည်သားတွေအားလုံးသိအောင်ပြောရရင်တော့ဒီငိမ့်ငိမ့် foreign နဲ့ဆက်ဆက်သွားလိမ့်မယ်ပထမဆုံး GDP ယိုပေါက်တယ်ဆိုတာတိုင်းပြည်မှာရှိနေတဲ့လူတွေရဲ့လောက်ကင်ဆောင်ရွက်မှုအားထုတ်နိုင်မှုတည်ငိမ့်စွာအလုံးလုံးနိုင်မှုပညာသင်နိုင်မှုကျန်းမာရေးဆိုင်ရာကုသနိုင်မှုလမ်းပန်းဆက်သွယ်ရေးကုန်သွယ်ရေးအဒါတီဟာပထမဆုံးယိုပေါက်တဲ့အချက်ကတော့ပြည်တွင်းစစ်ဖြစ်ပါ ြည်တွင်းစစ်ဖြစ်ရင်ဓာတ်တွေယူပေါက်သွားတယ်ဓာတ်တွေမလုံနိုင်တဲ့အတွက်ယူပေါက်သွားတယ်ဒါ GDP ယူပေါက်တာပါเนาะဓာတ်တစ်ချက်ပါနှစ်ချက်နောက်တစ်ခု GDP ယူပေါက်တာကဘာလဲလို့မေးရင်တဘာဝ BND ရပါတိုင်းပြည်ကြီးကတိဆောက်ထားတယ်เนาะလမ်းမဆက်သွေးကြီးတွေလည်းကောင်းတယ်နော်ချောင်းချောင်းအင်းအိုင်တရားတွေအကုန်လုံးကောင်းနေပြီမဲ့ ငလျင်တွေဖြစ်မယ်ပုံတိုင်းတွေကျပြီးတော့အဲ့ဒီအပျက်စီးတွေနဲ့ကြုံလာရရင်လေအဲ့ဒီတိုင်းပြည်ဟာ GDP ယိုပေါက်တယ်အဲ့ဒီအပျက်စီးတွေကိုပြန်လဲဖာထေးရတာမို့လို့ပါနော်ဆိုတော့ကျွန်တော်ပေးကျင်တဲ့အကြောင်းအရာတွေကနှစ်ချက်ပါသွားပြီဒါဆိုရင်တတိယအချက် GDP ယိုပေါက်တာကအဂရိလိုက်စားမှုပါအဂရိလိုက်စားမှုဆိုတာဟာ အရန်ကြောက်ဖို့ကောင်းပါတယ်လူလူချင်းကိုအာနာနဲ့ကြုံပြူတာလူလူချင်းကိုယာဒူးနဲ့ကြုံပြူတာလူလူချင်းကိုအခွင့်ရေးအတာစီရသူကမတရားပြုကျင့်တာအဲ့ဒါအာဂရိလိုက်စားတာအဲ့ဒီလိုအာဂရိလိုက်စားရင်လေလူတွေမှာရှိနေတဲ့ကိစ္စလေးအတက်မြင့်လောက်ကို ပေါက်ဆိုင်လောက်တန်ဖိုးရှိတဲ့အရာတွေပေးပြီးတော့မှဒီပြဿနာတွေကိုဖြေရှင်းရပြီးပေးလိုက်ရတဲ့ပေါက်ဆိုင်ဟာခုနအာနာရှိသူယာဒူးရှိသူအခြေအနေကောင်းနေသူတွေရဲ့အိတ်တွေတဲကိုရောက်သွားပြီးတော့နိုင်ငံသူနိုင်ငံသားတွေမခံစားရတော့တဲ့အခြေအနေမျိုးကိုပြောတာနောက်ဆုံးတစ်ချက်ကတော့ မှန်ကန်တဲ့အောက်ခွန်နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားများမရရှိတာမှန်ကန်တဲ့အောက်ခွန်ဆိုတာဘာလဲဆိုဗမာနိုင်ငံမှာအချို့သောနိုင်ငံတွေမှာအောက်ခွန်ဦးစီးဌာနကတကားပေါက်ဆောက်လောက်ရှိရှိတဲ့လူတောင်မှ အရန်ချမ်းသာနေတယ်ဆိုရင်ဒါပားနေဘူးအောက်ခွန်ဌာနကချမ်းသာစရာကိုမလိုဘူး တိုင်းပြည်ကိုချမ်းသာအောင်လုပ်ပေးရမှာလူတွေပေးတဲ့အခွင့်အရေးကိုနိုင်ငံတော်ဗန္ဒာတွေကိုရောက်အောင်လုပ်ပေးရမှာနိုင်ငံတော်ဗန္ဒာတွေကိုဒီငွေတွေရောက်မှတိုင်းသူပြည်သားတွေခုနကျွန်တော်ပြောတဲ့တဘာဝ BNDA တွေပြည်တွင်းစစ်တွေအဲ့လိုခံစားနေရတဲ့နေရာတွေမှာပြန်လဲကုတပြီးတော့မှဖေးမှထူထောင်ရမှာဒါကြောင့် မြန်မာနိုင်ငံဟာ GDP အရန်ယိုပေါက်သွားပြီးပိတ်လို့လည်းမရတော့ဘူးတလဟောယိုကျနေတဲ့တိုင်းပြည်ဖြစ်တယ်မြန်မာနိုင်ငံမှာတက်လာတဲ့အစိုးရတွေသာချမ်းသာပြီးတော့အဲ့ဒီအစိုးရတွေအုပ်ချုပ်ခဲ့တဲ့ပြည်သူတွေမွဲသွားတာဟာ GDP ယိုပေါက်တာဖြစ်တယ်ဒါကျွန်တော်အမှန်ပြောတာအဲ့ဒီမှာခင်ဗျားတို့ပြောနေတဲ့ခြားစားမှုတွေလက်ဖက်ရည်ကြီးတွေဂါရတာတွေဘဏ္ဍပုံးပေးရတာတွေအဲ့ဒါတွေအားလုံးဟာတိုင်းပြည်အတွက် GDP ယိုပေါက်တာနော်ပါမစ်တွေပါမဲ့တွေပါမစ်အဆင့်အဆင့်တွေဓာတ်ရီအားလုံးက GDP ယိုပေါက်တာဒါဆိုရင် GDP ယိုပေါက်ရခြင်းအကြောင်းရင်းရဲ့ပထမအဆင့်ကတော့ပြည်တွင်းစစ်ဖြစ်ပါတယ်ပြည်တွင်းစစ်ဖြစ်လိုက်ပြီဆိုတာနဲ့ခုနကလူမှုပတ်ဝန်းကျင်တွေလူနေထိုင်မှုစနစ်တွေကူတန်းရောင်းဝယ်မှုပုံစံတွေပြီးတဲ့အခါကျတော့လူလူချင်းတံပိုးထားမှုတွေ ကျမ်းမာရေးတွေပညာရေးတွေအကုန်ထိခိုက်ကုန်ပါတယ်လို့ကျွန်တော်ပြောရင်းနဲ့ကျွန်တော်ပြောခြင်းနဲ့ peace stock ကိုစမယ် P E A C E P ဆိုတဲ့စကားလုံးလေးပေါ့ဗျာ P E A C E ငါးလုံး ਨੇ ခင်ဗျားတို့အဲ့ဒါပွန့်ပွန့်လင်းလင်းကျွန်တော်ပြောရရင် P ကတော့ people people ဆိုတာ population ကိုပြောတာ people ရဲ့စကားလုံးစဉ်သက်လာပုံက population ကနေစဉ်သက်လာတာ ြည်သူပြည်သူမရှိရင်အချုပ်ချာအာဏာမရှိဘူးအဲ့ဒီပြည်သူတွေကအဓိကအရင်ခံပြုထားတဲ့နိုင်ငံတစ်ခုမှာ E လို့ခေါ်တယ် P E A C E peace နော် environment သူတို့နေထိုင်နေတဲ့ပါဝန်းကျင်ပြည်တနာလို့ပြောတာပြည်သူတွေနေထိုင်နေတဲ့ environment ပုံစံဘလို့ရှိနေတယ်လဲဆိုတာကိုပြောတာ A ရဲ့အထိပ္ပယ် attitude လို့ခေါ်တယ်အဲ့ဒီပါဝန်ကျင်မှာလူတွေရဲ့ဇယိုက်တွေလက္ခဏာတွေပြုမှုနေထိုင်ပုံတွေကိုဆိုလိုတာပါ right C ရဲ့အထိပ္ပယ် convince လုပ်တယ်လို့ခေါ်တယ်အဲ့ဒါတွေကိုတဟဇာတမဖြစ်တော့ဘူးဆိုရင် တွေးဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ပြီးတော့တဟဇာတဖြစ်အောင်လုပ်တဲ့ convince ဆိုတဲ့ဥစ္စာကိုလောက်ရပါလေဗျာဤရဲ့အဓိပ္ပာယ်ကတော့ effort ကြိုးစားအားထုတ်ကြခြင်းလို့အဓိပ္ပာယ်ရတယ်ဒါကြောင့်အများပြည်သူတွေနေထိုင်နေတဲ့ပါဝန်ကျင်ကြီးထဲမှာအကျဉ်းစရိုက်လက္ခဏာတွေအဲ့ဒါတွေအရာအလုံးကိုတဟဇာတဖြစ်အောင် စုပေါင်းဆွေးနွေးပြီးတော့အားထုတ်ရခြင်းကို peace လို့ခေါ်ပါတယ်။ဒါဆိုရင်မြန်မာနိုင်ငံမှာ peace ပထမဆုံးလုပ်တာ element atli နဲ့ဘူကျော်အောင်ဆန်းပါ။ဒါခင်ဗျားတို့ကျွန်တော်ရှင်းအောင်ပြောပြတာ။နော်မြန်မာနိုင်ငံလွတ်လပ်ရေးပေးမယ်ဆိုပြီးတော့ဘူကျော်အောင်ဆန်းအင်္ဂလန်ကိုရောက်သွားတယ်။ဒါပေမဲ့သူတို့ပေးမှာမြန်မာလူမျိုးကိုပေးမှာမဟုတ်ဘူး။ မြန်မာနိုင်ငံကြီးကိုပေးမှာ element alien ရှင်းပြတာဒါဆိုရင်အခြားတိုင်းရင်းသားတွေကခင်ဗျားရလာတဲ့ commitment ဒါမှမဟုတ်လဲ mandate အဲ့ဒါပြဆိုတော့ဘူဂျုတ်အောင်ဆန်းမှာပါမသွားဘူးဦးအောင်ဆန်းမှာပါမသွားဘူးတခင်အောင်ဆန်းမှာအဲ့ဒါပါမသွားဘူးအင်္ဂလိပ်ကဒီကိုလိုနီကလွတ်လပ်ရေးပြန်ပေးတော့မယ့်အချိန်မှာ ရန်ကုန်မန္တလေးကိုပေးမှာမဟုတ်ဘူးဗမာတပီလုံးကိုပေးမှာဒါဆိုရင်အဲ့ဒီမှာပထမဆုံး peace talk ဆိုတာအဲ့ဒါအဲ့ဒီကနေစတယ်ဘူဂျောင်းဆိုင်ပြန်လာတယ်ဒုတိယ peace talk ကပင်လုံးကြီးလာကန်ဖြစ်ပါတယ်နော်ဂျပန်ကိုငါတို့စစ်တပ်ကြီးကပဲတိုက်ခဲ့တယ်အင်္ဂလိပ်ကိုငါတို့တပ်မတော်ကြီးကတော်လှန်ခဲ့တယ်ဆိုတော့သမိုင်းအလိမ်တွေရဲ့အစစ်မှန်ဆုံးအခြေအနေက element နိုင်ရင်ဝန်ကြီး element atli နဲ့ဘိုလ်ချုပ်အောင်ဆန်းကို element atli ကပြောလိုက်တဲ့စကားလုံးရအောင်ရှာဖတ်တဲ့ကျွန်တော်တို့ကဗမာပြည်ကိုလွတ်လပ်ပေးမှာလွတ်လပ်ရေးပေးမှာခမည်းကိုပေးတာမဟုတ်ခမည်းတောက်တယ်ကိုပေးတာမဟုတ်ဗမာလူမျိုးတစ်ခုတည်းကိုပေးတာမဟုတ်ဓာမျိုးလာဆိုပြန်လာတယ်အခြေခံဥပဒေတက်တုတ်ရိုက်ပြီးတော့58ကိုရေးကြတယ်ပင်လုံးကြီးလာကံကိုလှုပ်ကြတယ် ဒါဒုတိယ peace talk လို့ခေါ်တယ်ပင်လုံးကြီးလာကန်ဆို peace talk ပဲဒါခုနကကျွန်တော်ပြောတဲ့ people number 1 environment attitudes convene effort ကိုပြောနေတာဆိုတော့ okay ပင်လုံးကြီးလာကန်ကြီးလဲ agreement လဲရရောပထင်းအောင်ဆန်းကြဆုံးသွားပြီ โอเคอังกฤษก็မပြစ်ပဲဥနုနဲ့ဆက်သွားပြီးတော့လွတ်လပ်ရေးပေးခဲ့တယ်ဒါ peace talk တွေဖြစ်ခဲ့တဲ့ပုံစံတွေကိုကျွန်တော်ပြောပြတာဒါပေမဲ့ဗမာလွတ်လပ်ရေးဗမာအုပ်ချုပ်ပုံဗမာရဲ့နေထိုင်ပုံစီမံဆောင်ရွက်ပုံကိုဗြိတိရှလုံးဝဝင်မရှုပ်တော့ဘူးဗျရှင်းတယ်နော်ကျွန်တော်ပြောတာနံပါတ်2ကိုဆက်သွားမယ်1958မှာဥနုက ဥနေဝင်းနဲ့အာနာသိမ့်ခိုင်းလိုက်တယ်ဥနေဝဲအာနာသိမ့်လိုက်တဲ့အချိန်အဲ့ဒီအချိန်မှာရဲဘော်၃ချိတ်အဖွဲ့ဝင်တွေလည်းအများကြီးရှိနေတယ်တခင်းတွေလည်းအများကြီးရှိနေတယ်ဆိုရှယ်လစ်ကွန်မြူနတီလည်းအများကြီးရှိနေတယ်ဘူနေဝဲအရန်ကာရောလုံးလို့မရဘူးဒါနဲ့1960မှာရွေးကောက်ပွဲပြန်လုပ်ပေးတယ်အဲ့ဒီအချိန်မှာဆိုရှယ်လစ်တွေကွန်မြူနတီကွဲကုန်ပြီး ရဲဘော်ဖြူရဲဘော်ဦးနီရဲဘော်ဝါပြီးတော့တိုင်းရင်သားဘလို့ပဲကွဲကွဲပါโอเคရွေးကောက်ပွဲလုပ်ပြီးတော့ဥနေဝင်းကခုနကျွန်တော်ပြောတဲ့ရန်ထားတဲ့ခြံစည်းရိုးတွေကိုမြန်မာစစ်အာဏာရှင်လုပ်မဲ့ကောင်ဖောက်ထွက်လို့မရသေးတဲ့အချိန်မှာတချီလျှော့ပေးခဲ့ရတဲ့သဘောပဲဗျာโอเคတခင်နေရဲဘော်တုံးကြီးအဖွဲ့ဝင်နေ เนาะအကုန်လုံးရှိနေကြတဲ့အခြေဆိုတော့ကျွန်တော်ပုတ်ပုတ်လင်းလင်းပြောချင်တာက1962မှာအဲ့ဒီပုံစံမဟုတ်တော့ဘူးတိုင်းရင်းသားတွေကလဲဘာမှခွင့်မရဗမာတကြက်ရှမ်းတကြက်လည်းမရှိဆိုတော့အဲ့ဒီမှာအခွင့်ရေးတောင်းဖို့ပြောလာကြတဲ့အတန်တွေထွက်လာတဲ့အချိန်မှာ သူတို့ Federal ခွဲထွက်တော့မယ်ဆိုပြီးတော့ဘူနေဝင်1962ခုနှစ်မှာကျောင်းသားပေါင်းမြောက်များစွာကိုတတ်ပြီးတော့အာဏာယူခဲ့တာအာဏာရှင်ဆိုတာအာဏာလက်ထဲရောက်သွားပြီးဆုတ်ထားတဲ့လက်ကိုပြန်မဖြန့်ဘူးဟုတ်ပြီနော်ယာဇတိအရေးပေါ်တုံမှာအရေးပေါ်တုံအယာဇတိအရေးတော်ပုံကျမ်းထဲမှာကွေးတော်လက်မဆန့်ခင်ဆန့်တော်လက်မကွေးခင်လို့ခင်ဗျားတို့ဖတ်ဘူးပေမဲ့ အာနာရှင်ကဆုတ်ပြီးပြန်မပြန့်ဘူးလားဒါဒါကျွန်တော်အမှန်ပြောတာတော်ယုံတန်နဲ့တန်ယုံနဲ့ဒီအာနာကိုပြန်ကြတော့လဝါပြန်မပြန့်ဘူးโอเคကျွန်တော်ဘသူမှထိခိုက်ပြောနေတာမဟုတ်ဘူးเนาะကျွန်တော်အချင်းနေမှန်တိုင်းပဲပြောတာဦးနေဝင်လက်ထက်မှာပထမဆုံးဦးနုလည်းရှိနေဦးနုအာနာမသိင်ခင်ကားကိုပင် ဒုတိယကြိမ်ငင်းချမ်းရေးစကားပြောခဲ့တာကရင်ကောင်းဆောင်ကရင်ကောင်းဆောင်စောပါဦးကြီးကိုဗာပြောလိုက်လဲဆိုတော့မပူပါနဲ့ဗျာကရင်တကြက်ဗမာတကြက်ပါပဲဗျာခမည်းနေရခမည်းပြန်ကျုပ်တို့ရနေတဲ့တကြက်ကနေခမည်းငားမှုရမယ်ဗျာယုံသွားပြီးပြန်သွားကြတာဗျာအင်းစိန်အောင်တက်သိမ်းထားပြီးပြီလေဟုတ်တယ်နော် โอเคအများကြီးကျွန်တော်ပုံကြီးချဲ့ပြီးမပြောဘူးဒါပေမဲ့ရခဲ့ရဲ့လားလို့ကရင်တွေကိုမေးခွန်းထုတ်လိုက်ပါဟုတ်ပြီဒါဒါတတိယချိန်ပေါ့ဗျာဘူဂျုံနဲ့ပထမချိန်ဟုတ်တယ်မလားပင်လုံးကြီးလာကန်ဆိုတာလဲဒါဖိစတော့ပဲခင်ဗျားတို့ဒုတိယအချိန်ဆရာစောဘဦးကြီးနဲ့ကရင်ကောင်းဆောင်ကြီးဆရာစောဘဦးကြီးနဲ့ဒါတတိယအချိန် ြီးရင်ဗမာပြုံကွန်မြူနစ်ပါတီနဲ့လုပ်တဲ့စတုဒ္ဒအကျင့်လေအလုံးလက်လက်ချပြီးပြန်လာမယ်တမတော်တမိုင်းမရိုင်းစီရဘူးလို့ခဏပြောနေကြတယ်လေကြားမိလားဘာကိုပြောတာလဲသိလားနော်ဂုံတိတ်ခါရှိတော့တမတော်ဆိုတဲ့စကလုံးနေအမြဲတမ်းထိုးနေပြီဆိုရင်လူများများတတ်ပေးပါလို့ ဂုံတိတ်ခါရှိတော့တတ်မတော်လို့ပြောနေကြပြီဆိုရင် လူများများတတ်ပေးပါလို့တောင်းဆိုနေပြီလို့မိတ်ဆွေတို့သဘောပေါက်လိုက်တော့တမတော်ရဲ့အစင်လာကိုထိမ့်သိမ်းရမယ်လို့ပြောနေပြီဆိုရင်လူတွေအများကြီးကိုတတ်တော့မယ်လို့အဲ့လိုနားလေလိုက်အဲလုံးဝအမှန်တရားပဲအဲ့ဒီလူနဲ့ကချင်နေရှမ်းနေ ဥနေဝင်အာနာတိမ့်ပြီးတဲ့နောက်မှာရခိုင်အချို့တွေတော်လှန်ရေးပေါ်ပေါက်လာကြတယ်။ဘာနဲ့ဖြည့်ရှင်းခဲ့တယ်လဲ။တက်ဖြတ်ပြီးတော့ပဲဖြည့်ရှင်းခဲ့တာမဟုတ်ဘူးလား။ကြောပုတ်မယ်ခေါင်းပုတ်မယ်။အကြိုက်လေးတွေကိုခေါင်းဆောင်တွေလောက်ကို ပေးပြီးအဲ့ဒီဒေတာတွေကတယံဇာတတွေကိုယူဖို့ပဲဖြည့်ရှင်းခဲ့ကြတာမဟုတ်ဘူးလား။ ဒါကျွန်တော်အမှန်တိုင်းပဲပြောတာနော်နောက်တစ်ခုထပ်ပြောမယ်ခနေ့ငိမ့်ချန်ရေး peaceful run လို့ပြောတယ်တကယ်စစ်ဖြစ်နေတဲ့လူတယောက်မှမပါဘူးတဲ့အဲစဉ်းစားကြည့်နော်အဲ့ဒါမြန်မာစစ်တပ်ကအငိမ့်သာဒုပုံမှုကြီးကိုတိုင်ကျွန်တော်ပြောတာတကယ်စစ်ဖြစ်နေတဲ့လူ ਨੇ တယောက်မှမပါဘူးတဲ့အဲ့ဒီလူတွေအားလုံးကဦးသိန်းစိန်လက်ထက်က ထိုင်ရင်စားရင်တောက်ရင်နဲ့အဲ့ဒီလိုပဲစကားပြောလာတာတဲ့အရင်လူတချို့တာမပါတာပဲရှိတယ်တဲ့ဒီလူပဲတဲ့ဒီစကလုံးပဲတဲ့ right အဲ့ဒီမှာဘာပြောပြလိုက်လဲဆိုတော့သူတို့စီကထွက်လာပါ transition နဲ့ election နဲ့ဟိုအပြောင်းလဲဖြစ်မဲ့ election လို့တောင်ပြောတာနော်ဟိုစတုံးတာကတော့ကိုကိုကြီးလို့ထင်ပါတယ် ရဲဘော်ကိုကိုကြီးကိုလည်းပြောပြလိုက်ပါမယ်။ Okay ရဲဘော်တုံးတာကိုတို့အနေနဲ့ရဲဘော်ရဲ့ရည်ရွယ်ချက်တွေတိုင်းပြည်ကိုအေဂျင့်စီခြင်းနဲ့စိတ်တွေပြောတာ။ဒါပေမဲ့ရဲဘော်တို့ကိုကိုကြီးတို့ကနေ့ဆွေးနွေးနေကြတဲ့ဥစ္စာအလုံးစုပြီးတော့ဒုပုံမူကြီးအဆင့်လောက်ကောင်ကိုဒုပုံမူကြီးအဆင့်လောက်ကောင်ကိုတင်ပြပြီးအဲ့ဒီဒုပုံမူကြီးကတော့အဖြေပြန်မပေးဘဲနဲ့ ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုတင်ပြပြီးတော့မဒါဒီဟာဘယ်ဒါအရေးပါတလဲဆိုတဲ့ဥစ္စာအဖြေထွက်မယ်တဲ့ဟုတ်တယ်နော်ရိုးရိုးရှင်းရှင်းလေးပဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်လို့ကျွန်တော်ခေါ်နေတာခင်ဗျားတို့ရမ်းမပြောနဲ့ခင်ဗျားတို့မအားလားမအေးလို့မအေးလို့မအားလားဆိုနိုင်ငံရေးမဟုတ်ဘူးအဲ့ဒီကောင်တာဝန်ရှိနေတယ်ဒီကောင်ယာဒူးအပြည့်နဲ့ခေါ်တရားရုံးမှာခမည်းခေါ်ထားတဲ့ခမည်းထောက်ပြထားတဲ့အချက်လက်တွေဟာတက်သေးဖြစ်လာမ နော်ခမရမအေးလို့မင်းအောင်လည်းတရားရုံးမှာတင်ပြပြီးတော့အဲ့ဒီစကလုံးနဲ့ရှင်းလို့မရဘူးစောက်ပိန်းနေနီပေါ်နေနော်အတွင်းကန်ချုံထမိန်ချုံနေပြောလိုက်အောင်မယ်မင်းတို့တိုက်လို့ရတယ်ဒါပေမဲ့တာဝန်ယူမှုတာဝန်ခံမှုဥပဒေကြောင်းကိုနားလည်အောင်စဉ်းစားပြီးတိုက်ဟုတ်ပလားဆိုတော့ဘုဇုံမှုကြီးမင်းအောင်လှန်ကဘာပြောလဲဆိုတော့ လက်နဲ့ကင်ပြီးတော့မိမိလိုချင်တဲ့အခွင့်အရေးကိုယူလို့မရဘူးတဲ့သူကိုယ်တိုင်လက်နဲ့နဲ့အာဏာယူထားတာနော်ကန်ထိုက်တွေပါမစ်တွေသူ့သားတွေသူ့သမီးတွေသူ့မိသားစုတွေအကုန်လုံးယူထားဆိုတော့ဟိုမသိလို့စဉ်းစားလိုက်ရင်ဘိုးချုပ်မှုကြီးမင်းအောင်လှိုင်ကိုဗမာတပြည်လုံးကမရင်းဝိုင်းကျင်နေတဲ့ပုံစံမျိုးပြောနေတာသူက အမှန်တော့ तू ကလက်နဲ့တည်းတနက်တည်းအင်အားတွေနဲ့မရင်းစားခြင်းနေတာဒါကိုကျွန်တော်ပြောတာဆိုတော့ခင်ဗျားတို့ peace foreign ဟာရွေးကောက်ပွဲကိုတွားရမယ်ကိစ္စမဟုတ်ဘူးဒါကျွန်တော်ဗမာတပြည်သားလုံးကိုကျွန်တော်ရဲရဲရှိရှိပြောရတယ်ခင်ဗျားတို့ peace foreign တောင်းဆိုရမှာက မြန်မာတပြည်လုံးမှာရှိနေတဲ့တိုင်းရင်းသားလူမျိုးပေါင်းစုံခေါင်းဆောင်အားလုံး ਨੇ ဂျားပြတ်အစိုးရတရဖွဲ့စည်းဖို့လိုအပ်တယ်။ဥမာရခိုင်ကဗိုလ်ချုပ်ထွန်းမြင့်နိုင်ရှိမယ်ဒေါက်တာညိုထွန်းအောင်ရှိမယ်ကချင်ကဗိုလ်ချုပ်ကွမ်မော်တို့ရှိမယ် KNU ခေါင်းဆောင်တွေရှိမယ်ကရားခေါင်းဆောင်တွေရှိမယ်ချင်းခေါင်းဆောင်တွေရှိမယ်ကချင်ခေါင်းဆောင်တွေနော်ရခိုင်ခေါင်းဆောင်ဒဝဲခေါင်းဆောင်အကုန်လုံး ਨੇ ခမည်းတော်ညှိပြီးတော့ ိုင်းပြည်ကိုခမည်းတော်စေတနာတကယ်ရှိရင်ခမည်းတော်အဲ့လောက်啊ခမည်းတော်ကြားပြတ်ဟုတ်ပြီနော်အစိုးရကြီးတရက်ကိုဖွဲ့ပြီးတော့မှရွေးကောက်ပွဲကိုသွားရွေးကောက်ပွဲသွားဖို့ခမည်းတော်စီစဉ်ရမှာဟုတ်ဗလားဒါခမည်းတော်က peace forum လို့ပြောတာကိုခမည်းတော် peace forum ကြီးကဘာလဲဆိုတော့ အချောက်တီစကားပြောတဲ့ပွဲဗျာအဆိုးတကောင်မှမပါဘူးမတော်လှန်ရဲတော်တဲ့ကောင်နီယောဂါရနေတဲ့ကောင်နီဟိုတယ်မှာဖားတင်နေအိတ်တဲ့ကောင်နီအရက်တွေရနေတဲ့ကောင်နီအခွင့်ရေးတွေပါမစ်တွေရနေတဲ့သူတွေတောက်ဖိစ်ပေါ်ရန်လို့ခင်ဗျားတို့ကပြောတာဗျာဟုတ်ပြီလားတကယ်ခင်ဗျားတို့ဖိစ်ကိုအဲ့လောက်ကိုတိုင်ပတ်ပြီးတွားစရာကိုမလိုဘူး เนาะခင်ဗျားတို့တည်မကောင်းစောက်ကျင်မမှန်ဘူးဆိုတာဒီမှာပေါ်တယ် BBC ကအင်တာဗျူးတယ်ဟိုလူကအင်တာဗျူးတယ်ခင်ဗျားတို့ပြောလိုက်တယ်เนาะလူတွေကဟုတ်နိုးနိုးဖြစ်နေတယ်တကယ်အစ်စ်မှန်ကအခုဖြစ်နေတဲ့တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးကိုရအောင်ခင်ဗျားတို့ထိတ်တွေ့ပြီးတော့တိုင်းရင်းသားအားလုံးနဲ့ခင်ဗျားတို့အစိုးရတရားဖွဲ့ပြီးတော့မှရွေးကောက်ပွဲကိုသွားတင် နော် General Federal Election လို့ကျွန်တော်နာမည်ပေးလိုက်မယ်နော်အထွေတွေဟုတ်လား Federal ရွေးကောက်ပွဲကြီးလို့သွားမှာခင်ဗျားတို့အခုကခင်ဗျားတို့ကပထမရွေးကောက်ပွဲကိုမကျေနပ်လို့တနက်နေ့အာဏာယူတယ်ပြီးတော့ခင်ဗျားတို့လူတွေစတတ်တယ်တစ်ဖက်ကပြန်တိုက်တယ်ခင်ဗျားတို့ကလည်းပြန်တတ်တယ်ပြီးတော့ခင်ဗျားတို့ကတန်တမန်အခင်းချင်းလေးပါလေးညာလေးနဲ့ အဲ့ဒီမှာယူနေတဲ့သတင်းတောက်တွေထဲမှာတိုင်ရင်သာတယောက်မှမပါဘူးကျွန်တော်ကြည့်လိုက်တာခင်ဗျားတို့ဘယ်တိုင်ရင်သာသတင်းဌာနကိုဖိတ်ပြီးတော့အဲ့ဒီသတင်းတောက်တွေခင်များတို့ရဲ့ peace forum မှာယူပြီးတော့အာဘာတရားတင်ပြနေတဲ့သတင်းဌာနမရှိဘူးခင်ဗျားတို့အဲ့လောက်ထိကိုအခြေအနေဆိုးတာတိုင်ရင်သာဒေသမှာသတင်းဌာနတွေအများကြီးရှိတယ်လေခင်ဗျားတို့တတ်သိရှင်ဖိတ်လိုက်ပေါ့ ဟုတ်တယ်မခင်ဗျားတို့သတင်းစာရှင်းလင်းပွဲလဲဒီတိုင်းပဲလေလူ၁၀ယောက်လေမိုးဟိန်ပါမယ်လှရွှေပါမယ်ကြော်မျိုးမင်းပါမယ်အာကြော်စိုးဦးပါမယ်အဲ့လိုကောင်နေနဲ့ခင်ဗျားတို့ကသတင်းစာရှင်းလင်းပွဲလုပ်တိုင်းသားတင်းတော့တယောက်မှာတိုင်းသားတွေကိုစားပြုတ်ပေးနိုင်တဲ့တိုင်းသားတွေအတန်ပြန်ထောက်နိုင်တယောက်မှာပါဟုတ်ဘလောက်အောက်တန်းကြပြီးတော့ခဲ့ဘလောက်တောင်အခြေအနေဆိုးသလဲဆိုတာကိုပြောတာပါ 脑子后边嘛，后面路屁多你了，没好过。后面路硬逼了，后面路困油边油包多你了。OK，不没好来哈。把老早一天的收来收了，阿哥阿来先哈。密码时代教育表表，轻易肩膀们阿来先。轻易说八杠嘛好，雷老面油在木嘛出表表，好张干地张干呢。 ဘုံတိန်ဆိုင်အရောက်ဝဲလဲပြီးတော့အစိုးရဖြစ်လာတဲ့အချိန်မှာဝန်ကြီးဆိုတော့အခုကခင်ဗျားတို့ကျင်းပမဲ့ရွေးကောက်ပွဲကခင်ကြီးရဲ့လက်ထဲမှာအဲ့ဒါကြီးကိုဖိစ်ညီလာခံကြီးနဲ့ခင်ဗျားတို့ဝိုင်းပြီးဖင်မကြတာဗျာစဉ်းစားကြည့်ရွေးကောက်ပွဲဆိုခင်ကြီးနဲ့လည်းမဆိုင်ဘူးเนาะဂျားပြတ်အစိုးရကြီးနဲ့ဆိုင်တာเนาะ ဂျာပြအစိုးရကြီးတရက်ကဖွဲ့ပြီးတော့မှဒီရွေးကောက်ပွဲကိုကျင်းပအောင်အဲ့ဒီအစိုးရဖွဲ့စည်းပုံကလည်းနော်အားလုံးလက်ခံနိုင်တဲ့နော်အားလုံးယုံကြည်နိုင်တဲ့အစိုးရကြီးအနေနဲ့ဖွဲ့ပြီးတော့မှရွေးကောက်ပွဲတစ်ခုသွားအောင်အခုကခင်ဗျားတို့ကပထမ election မှာခင်ဗျားတို့ကစောက်မဲမရဘူးစောက်အာဏာမရတော့ဘူးကျွန်တော်ပြောတာရိုင်းသွားရင်လေခွင့်လွတ်ဗျာဆိုတော့ အဲ့ဒါခမည်းတော်အာနာသိမ့်လိုက်တယ်လက်နဲ့နဲ့ပြီးတော့ခမည်းတော်ကရွေးကောက်ပွဲပြန်လုပ်မယ်ဟုတ်ကဲ့မျိုးခမည်းတော်အဲ့ဒါအချိန်ချင်းတိုင်ပတ်နေတယ်လေအဲ့ဒါခမည်းတော်ဂျက်အေးကိုသူ့မိန်ရိုက်နေတာလေမဟုတ်လို့ဆက်ကူကတ်နေတာလေမြန်မာနိုင်ငံကြီးတတိုင်းပြည်လုံးမွေးသွားတယ်လေမြန်မာနိုင်ငံမှာခမည်းကြိုက်တဲ့နေ့မွေးတင်းလာမွေးမွေးအင်္ဂါမွေးမွေးတောက်ကြစနေတင်းငွေဘုဒ္ဓဟူကြာတာပရိကြိုက်တာမွေးမွေးတာနဲ့ကြုံဖြစ်တယ်ဗျာပထမဆုံးဖြစ်တာစစ်ကြုံ ဒုတိယဖြစ်တာတရုတ်ကျော်တတိယဖြစ်တာနိုင်ငံတကာမှာသွားအလုပ်လုပ်ရမယ်နိုင်ငံပေါင်းစုံရဲ့ကျော်မြန်မာနိုင်ငံမှာမွေးတမျကျွန်ဖြစ်သွားရတယ်ဗျာဆိုတော့ကျွန်တော်ကဒါကိုတွေ့နေပြီလေကျွန်တော်ပြောပြီလေဆိုတော့ခင်ဗျားတို့ဘလောက်တောင်အချိန်နေသိုးတယ်လဲဆိုရင်စစ်ဘိုလ်ချုပ်တယ်မဟုတ်ဘူးစစ်ဘိုလ်ချုပ်မိမကို ဟိုဧကရစ်တွေမင်းဘရင်တွေလက်ထက်ကကိုပင်မိဖုရားတပားလို့စစ်တပ်ကြီးတခုတော့ကိုကိုရအမေရိကန်မှာအဲ့ဒါမရှိဘူးဘယ်နိုင်ငံမှာမှမရှိဘူးရှိတာကမ္ဘောဒီးယားမှာရှိတယ်။ထိုင်းတော်မှာသူ့ဘိုလ်ချုပ်ကသူ့မိန်းမထုံးမပြသူ့မိန်းမတက်ရင်ထဲမှာဩဇာမညောင်းဘူး။ Okay အခုကမင်းအောင်လိုက်ဆိုရင်မင်းအောင်လိုက်မိန်းမမိဖုရားလို့ဘယ်ကောင်မှမှန်းလဲမသိဘူး။ဘာဆောက်မျိုးယိုးမှန်းလဲမသိဘူး။ သူ့ရဲ့နောက်ခံဆွေစဉ်မျိုးဆက်တမိုင်းကြောင့်ဘာမှန်းလဲမသိဟိုကောင်းလည်းတခါလေဘယင်ဝင်စားတယ်လို့လို့ဟာဒီကောင်မကလည်းဘယင်မဝင်စားတယ်လို့လို့ကဲခင်ဗျားတို့ကဗဒီဒရစ်ကိုအခြေခံပြီးဆက်သွားနေတဲ့အတွက်ဘတော့မှငြင်းငြိမ်းရင်မရဘူးဒီအချိန်မှာကျွန်တော်ကိုရှယ်လေးတိတိကျကျပြောနိုင်တာကမင်းအောင်လှိုင်မင်းတိုင်ပင်နေတဲ့လူတွေငါအားလုံးတွေ့နေရတယ် မင်းဘာလုပ်မှာလဲမင်းကကြီးရေလေကာကွယ်ရေးဦးစီးချုပ်ကနေမင်းတခုထပ်ရွှေ့လိုက်မယ်မြန်မာနိုင်ငံစစ်သေးနာပဋိချုပ်နဲ့တံမရလုပ်မယ်လို့မင်းတို့အခြေခံ